မင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲက AI Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်သူအင်းကို မိခိုနေရတဲ့ဒေသခံပြည်သူတွေအနေနဲ့အသီးအနှံတွေနဲ့ငါးတွေကိုမိခိုနေရတာကြောင့်ရေနံရှာဖွေရေးကိုလက်မခံနိုင်ကြောင်းပြည်သူတွေကပြောပါဗျာ။ဒါလည်းမှန်တယ်အင်းနေရာကလည်းဘုန်းကြီးတောင်းတော်ပြောတာ။ကြားတယ်ရေမင်းနေရာဒီရငါးကိုနီးရတယ်ဒီရကြီးကိုနီးရတယ်အဲ့ဒါပဲရှိနေတဲ့ဘာရနဲ့ဘာလို့တော့နဲ့ပြီးတော့ကျွန်တော်တို့လူသားတွေကပျော်ရင်းဖြစ်နေပေါ့နော်။ဘာလေးထပ်ပြီးညော်လိုက်ပြီးတော့ရေတွေကိုဒီရေအန်ရေဖြစ်မဲ့ဒီရေအလုံးကို ဘယ်လိုမှလက်မခံနိုင်ပါဘူးလို့ကျွန်တော်တို့ပြောကြလို့ဒီတူရင်ဟာစွန့်ရဝင်းကြီးဌာနကသတ်မှတ်ထားတဲ့ရေနံရှာဖွေ IOA 7လောက်ွက်ထဲမှာပါဝင်နေတာကြောင့်ရေနံရှာဖွေပြုလုပ်ချင်နေတာဖြစ်ပြီးဒီလောက်ွက်ကို Petronas ကုမ္ပဏီကလုပ်ပိုင်ခွင့်ရထားတာလည်းဖြစ်ပါတယ်။ဒီလိုရေနံရှာဖွေမဲ့ကိစ္စကိုပြည်သူတွေနဲ့ညှိနှိုင်းဖို့ဇန်နဝါရီလ16ရက်နေ့ကထူးခြားအုပ်စုထဲမှာဒေသခံတွေမြမရေနံတာဝန်ရှိသူတွေ ကုမ္ပဏီတာဝန်ရှိသူတွေအုပ်ချုပ်ရေးမှုတွေရမ်းမိရပ်ဖတွေနဲ့တဘာဝထူအင်းမာကြီးထိမ့်သိမ်းကာဝယ်စောင်းလျှောက်ရေးအဖွဲ့တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်ဒီလိုများနဲ့ဖြတ်ပြီးတော့တွေ့ဆုံပြီးတော့ဟိုသီးသီးသီးတိုက်တဲ့အချက်ကလေးတွေနောက်စိုးရိမ်မှုပါတယ်ပေါ့နော်ကျွန်တော်ခုရင်းမှာဒီမှာရှားဝေးရေးလုံးမဲ့တွေ့စိုးရိမ်မှုပါစိတ်ကလေးတွေများရှိနေတယ်လို့ကျွန်တော်တို့ကြားသိရပါတယ်အဲဒါကိုလည်းကိုပြေကတော့ရှိတဲ့ပုံပုံများကနေပြီးတော့ လုံငန်းလုပ်မဲ့အခြေအနေလုံငန်းလုပ်မဲ့အကြောင်းလေးတွေကိုလာရောက်ရှင်းလင်းပြောကြားမဲ့အစီအစဉ်ဖြစ်ပါလေပြည်သူတွေနဲ့တွဲဆောင်မှာရေနံရှာဖွေအတွက်လက်မှတ်ခံထားတာကြောင့်ပြည်သူတွေလိုလားတဲ့ပညာရှင်ကို ခေါ်ယူဆက်ဆဲသွားမှာဖြစ်ပြီးဒီလိုလှုပ်ဆောင်မှုကိုပြည်သူတွေကုမ္ပဏီနဲ့မြမရေနံတာဝန်ရှိသူတွေကလက်ခံခဲ့ကြတယ်လို့သိရပါဗျာ။ ီနဲ့ဂျားထဲမှာဖြစ်နေဆိုရင်စိတ်ကလေးပေါ့အဲ့ဒါကိုကျွန်တော်ခုနကတတ်ပါတယ်ပေါ်တဲ့ဘာပေါင်းကြီးထိန်းသိမ်းဖွဲ့ရတယ်ခုနကပြောလို့ဂျားခန့်ပြီးတော့မှကျွန်တော်တို့ဇာအာဟိုဘာပေါင်းကြီးထိန်းသိမ်းဖွဲ့ရ ဆောင်ပြီးတော့မှကျွန်တော်တို့ကျွန်တော်တို့ဌာနလေးတွေကဒီဖြစ်နေတဲ့ကုမ္ပဏီနဲ့ဈာထဲမှာဖြစ်နေတဲ့ဆိုတော့ဒေတာကနေဈာထဲမှာဆိုရင်ကြောင်းကြတဲ့ဖြစ်နေတဲ့စိတ်ကလေးကိုကျွန်တော်တို့ဒီဘောင်းပေါင်းပြီးတော့လည်းပေါ်ပြီးတော့မှဒီတိုင်းတိုင်းလေးပဲအဲ့တိုင်းထူရင်အောင်မြန်မာနိုင်ငံရဲ့တတိယအကြီးဆုံးတိဆွေတော်တိရှိရနေရာဖြစ်ပြီးဟက်တာ950ကျော်ရှိပါတယ် ဒီရင်တွေကနေဒေသခံတွေအနေနဲ့ပလန်းပင်စရစ်ဂုံမင်းနွယ်နီပင်ဝက်လှပင် ပိန်းရိုးတွေထွက်ရှိပြီးရှားပါးငှမျိုးတွေစောင်းခုငဲ့ဖြံမွေမျိုးမျိုး မွေပြူငါးမျိုးစိတ်တွေရှိတယ်လို့သိရပါဗျ။ စကိုင်းတောင်ရိုးအနုရုဒ္ဓကျောင်းမှာတရင်သုံးနေထိုင်ခဲ့ပြီးစောင်းပါမော်ကွန်းကြောက်စာနဲ့မြမသမိုင်းရိုးရရင်ကျေးမှုတွေနဲ့ခေအလိုက်အဖြစ်ပြက်တွေကိုကိုယ်တိုင်ကွင်းဆင်းလေ့လာရေးသားပြုစုခဲ့တဲ့ဆရာတော်ရွှေကိုင်းသားရဲ့စာပေကျေးဇူးတွေကိုအမတ်တရရှိနေစေဖို့ရည်ရွယ်ပြီးစကိုင်းနဲ့မန်လေးမြို့ကစာပေမိတ်ဆွေတွေစုပေါင်းကရွှေကိုင်းသားအထိတ်အမှတ်ကြောက်စာတိုင်းကိုဆရာတော်တရင်သုံးခဲ့တဲ့စကိုင်းတောင်ရိုးအနုရုဒ္ဓကျောင်းမှာဖေဖော်ဝါရီလ9ရက်နေ့ကဖွင့်လှစ်ခဲ့ပါတယ်။ဝန်တာရာတော့စကိုင်းသားတွေဒီလိုအမှတ်တရ ကြောက်စားတဲ့ထူပွဲလုပ်ဖို့ရတာကျွန်တော်ဝင်းတာတွေရဝန်းနေတော့ကျွန်တော်မိဘများဖြစ်တဲ့ဖေတို့မေတို့ဒူဒူဥတာတို့ဒူဒူတော်မတို့တတိယကကျွန်တော်တို့ကဒီကြောက်မှာနှစ်တိုင်းကထိန်ခင်းရကြတာဆရာတော်အนูယုတ်တာမရောက်ခင်အောက်ကျောင်းလေးမှာတရင်တုံနေကြတယ်ကျွန်တော်တို့ကထိန်ခင်းရမိသားစုကထိန်ပေါ့ပညာရှင်မှာဆရာတော်အလေးပြုလို့မဆုံးပါဘူးကတော့လို့မဆုံးပါဘူးဆရာတော်ကျေးဇူးတွေများပါတယ် ဆရာတော်ရဲ့ကပီးမော်ကွန်ကြောက်စာတိုင်းမှာဆရာတော်ရဲ့ရုပ်ကြွကိုယ်တိုင်ကြောက်စစ်လက်ရာနဲ့အတူကိုရီးအကျင့်ဆရာတော်ရေးသားခဲ့တဲ့စာအုပ်စည်ရင်းတွေကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ရေးထိုးစိုက်ထူထားပြီးဆရာတော်ကိုသိမိလိုက်တဲ့စာပေပညာရှင်တွေကအမတ်တရစကားတွေပြောကြားခဲ့ကြပါတယ်။အဲစကိုင်းနဲ့ပတ်သက်ပြီးတော့ဒီလိုဆရာတော်အမတ်တရကြောက်စာတိုင်းလေးစိုက်ပေးခဲ့ကြတာကြားပါပြီ။ဒါကျွန်တော်တို့စိတ်ထဲမှာရှိတာ။ဒါဒီနှစ်တော့စကိုင်းမြို့ဒီနန်းဒီနှစ်900ပြည့်တဲ့နှစ်မှာတော့ ဂိုင်းတိုင်းဟိုဒါစကိုင်းမျိုးရဲ့ဂုံဆောင်ဆရာတော်ရွှေကန်းသားဦးတော်ပြည်သားရဲ့ကြောက်စာတိုင်းကိုမရှိမဲ့နေဝိုင်းဝန်းပြီးတော့ကုညီပံပို့ပြီးတာနဲ့ကျွန်တော်တို့ site ထူဖြစ်တာပါဒါလှုပ်တာတဲ့ခါမှာမန္တလေးမြို့ကစကိုင်းကရောစာပေပညာရှင်တွေစာပေဝါဒနာရှင်တွေစာပေရောင်းရင်းတွေအားလုံးစုပေါင်းပြီးပါဝင်ပြီးတော့ဒီကြောက်စာတိုင်းကို site ထူတာဖြစ်ပါတယ်ဆရာတော်သာသနာ့ဘောင်မူဝင်ရောက်ခင်လူဝတ်ကြောင်ဘဝနဲ့မန္တလေးဒါရန်ရက်ကကပီးကြောက်စာရုံးမှာပကြီးဆရာဖြစ်တာဝန်ထမ်းခဲ့ပြီး1932ခုနှစ်မှာ ကလောင်အမိခွဲ6ခုနဲ့စာပေတွေကိုရေးသားခဲ့ပါတယ်။1944မှာသာသနာ့ဘောင်ကိုဝင်ရောက်ခဲ့ကစာပေကိုဆက်လက်ရေးသားခဲ့ပြီး1989ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာစကိုင်းတောင်ရုံအနုရုဒ္ဓအကြောင်မှာပြန်လည်တော်မူခဲ့တာပါ။ ကလေးမျိုးဒီပင်ကရာဓမ္မစကူဌာနចောင်းသားចောင်းသူများရဲ့တတိယအကြိမ်သင်တန်းစဉ်လက်မှတ်ပေးရပွဲကိုကလေးတွေအတွေ့အစ်အမြင်တင်များရသေးဖို့ရည်ရွယ်ပြီးနှစ်စဉ်ကျင်းပနေမြဲဖြစ်တဲ့စာသင်ဌာနမှာမကျင်းပဘဲကလေးမျိုးရာဇဂျိုဆယ်ရှင်းလင်းဆောင်မှာကျင်းပခဲ့ပါတယ်ဒီရာဇဂျိုရီလောင်ဓမ္မစီမံကိန်းနယ်မြေမှာဘာဖြစ်လို့သင်တန်းစဉ်ပွဲကိုလာလို့ရတယ်လဲဆိုလို့ရှိရင်ကလေးတွေရဲ့ဒီဘဝပတ်ဝန်းကျင်အနေထားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးသိပညာကျော်ဖို့ မူဒရာရှိစေဖို့ရှိဖို့ပြီးတော့သူတို့ရဲ့ဒီဝိခေါ်ပိုင်းဆိုင်ရာဖွင့်ပေးတဲ့အနေနဲ့ဒီနေရာမှာလာပြီးတော့မှပြုလုပ်ခြင်းဖြစ်ပါတယ်ဒီနေရာမှာသူတို့တွေပြုလုပ်ခြင်းအပြင်တမန်ရွေးကြပုံစံမျိုးဖက်နဲ့လွယ်လွယ်လပ်သွားလာလည်းရတယ်ပြီးတော့မှမြင်ကွင်းအသစ်တွေလည်းမြင်ကွင်းရတယ်ပြီးတော့အတွေ့အကြုံအသစ်တွေလည်းရတယ်အဲ့တော့အဲ့လိုမျိုးအတွေ့အကြုံအသစ်တွေရစီဖို့ရည်ဒီမှာပြောတဲ့သဘောပတ်ဝန်းကျင်အကြောင်းသိဖို့ရည် ဘောတော်ရည်ဒီရတံပိုးတွေစီးဖို့ခရတဲ့ဒီနေရာမှာလာပြီးတော့မှတရားစင်ဝဲတရားအောင်ဝဲခန္ဓာကိုပြုလုပ်လို့ဖြစ်ပါတယ်ဓမ္မစကူတင် जा မှုတွေနဲ့ပတ်သက်ပြီးလူမျိုးရေးဘာသာရေးအမုံတရားတွေဖြစ်ပွားစေမှုတွေကိုတင် जा ပေးနေရဆိုတဲ့ဝေဖန်မှုတွေပေါ်မှာလည်းအခုလိုရှင်းပြခဲ့ပါတယ်ဆင်းတော့ကတော့ဒီပွန်လဲမြင်သာစွာဒီဓမ္မစကူတင် जा နေလို့ဖြစ်ပါတယ်သင်္ကန်းစာအပိုင်းကိုလည်းလာရောက်ပြီးတော့လေ့လာလို့ရပါတယ်သင်္ကန်းစာစာအုပ်တွေလည်းဦးဇင်းတို့ရောမှာလေ့လာခြင်းအချိန်မီလေ့လာလို့ရပါတယ်အဲဒါကဒါမှမဟုတ်ဒီကနေ့ဘယ်သင်တန်းမဆို ကင်းကျင်တယ်မှာစေတမစုဖွင့်တဲ့နေရာတွေမှာသင်တဲ့အချိန်မှာသွားပြီးတော့မှကိုယ်တိုင်ကိုယ်ကျလေ့လာဆုံးသမ်းပြီးမှလေ့လာဆုံးသမ်းနေမှာလေအဲ့ဒီမှာဘာတွေသင်လဲဆိုတာဥပမာအဖြေပြောနေတာတွေဆိုရင်ကိုယ်တိုင်သွားပြီးလေ့လာရင်အမှန်တိုင်းသိပါလိမ့်မယ်ဒီလိုတမစုဆိုတာဘာသာရေးပညာရေးသင်တဲ့အနည်းအဖြစ်စာရင်းနဲ့လက်တွေ့ကိုအနည်းအဖြစ်တော့ဝိဇ္ဇာနဲ့သရဏအသိဉာဏ်နဲ့လက်တွေ့လုပ်တဲ့အကျင့်ပါအောင်သင်ကြားပေးတဲ့ဆက်ပဲဖြစ်ပါတယ်။ဉာဏ်နဲ့ဘာအရာမှမသိပါဘူး။ ကလေးမျိုးဓမ္မစကူတင်ကြားခြင်းများကို2023-2024ပညာသင်နှစ်မှာစတင်ဖွင့်လှစ်တင်ကြားခဲ့ပြီးပထမနှစ်မှာတင်ကြားရေးဌာနပေါင်း89ဌာနဒုတိယနှစ်မှာ136ဌာနနဲ့အခုနှစ်မှာတော့124ဌာနအထိဖွင့်လှစ်နိုင်ခဲ့တယ်လို့ဆိုပါရစေ။ဆရာဖြစ်တင်တဲ့မှာလဲဆရာဆရာမပေါင်း900ခန့်မွေးထုတ်ပေးနိုင်ခဲ့ပြီးကလေးမျိုးနဲ့တနယ်လုံးအနေနဲ့ပထမတန်းမှာပြစ်စမာတန်းအထိကျောင်းသားဥယျာဉ်16000ကျော်တင်ကြားခဲ့တယ်လို့လဲဌာနချုပ်စင်းများယသိရပါရစေ။ ေကဘူမျိုးနယ်တွေကညောင်ကုန်း၊ဂွေးတော်ချောင်းစတဲ့ကျွာတွေမှာလွန်ခဲ့တဲ့2လလောက်ကတည်းကစပြီး ကမ်းပြိုနေတာဟာအခုဆိုရင်ကမ်းပြိုနေမှုတွေဟာတရက်ကို9လန်လောက်စီကမ်းပြိုနေတာကြောင့်အိမ်တွေနဲ့25ခိုင်လောက်သာအကွာရှိပြီးစာတင်ကျောင်းတချို့ဟာလည်းနေရာပြောင်းရွှေ့နေရပါတယ်။ဒီကမာနာနီပြီကမ်းပြိုလို့ဟုတ်ကဲ့ဟိုဒီကမ်းကဘာဖြစ်လို့ပြိုရတာမသိဘူးမာကြီးသိတယ်လို့ပြောပြပြပါလားရေတိုက်စားပြီးတော့အမဟို ပြီးတော့ရွာတွေနှစ်တိုင်းပြောင်းအောင်လာတာအခုလိုကမ်းပြုတ်မှုဟာဟင်္ဒရာခရံရေရင်းမြင့်နဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကခွင့်မပြုတဲ့ကြောက်ွက်တွေမှာကြောက်ဆုံနေတာကြောင့်ဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်ကျွန်တော်တို့အခုလက်ရှိအခါခါကကျွန်တော်တို့ရှိပါကမ်းပြိုတဲ့ဟာမှာလုံဆောင်းမြေတွေအမှန်တန်ထိခိုက်ပြီးရွာတွေမှာထိခိုက်တော့မဲ့ဆဲဆဲဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာနေစရာမြေမရှိတဲ့အခက်အခဲတွေဖြစ်နေပါအခုလို ရေရင်းမြင့်နဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပိတ်ကွက်အဖြစ်တတ်မှတ်ထားတဲ့အပေါ်မှာမြစ်ချောက်ဆုံးနေတာကို KAO တိုင်းဒေသကြီးဝင်ကြီးအနေနဲ့တာစီပေးဖို့စာရေးသားတောင်းဆိုခဲ့သလိုသက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ပိတ်ပင်ပေးဖို့သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပါဗျာ။နိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့ဝေတော်ချောင်းနံကတ်ကမ်းပြိုကန်းစားရှိတယ်ဆိုပြီးဒီအွက်တွေကိုပိတ်ထားပါတယ်။ပိတ်ထားပြီးတော့ဒီအွက်တွေမှာလည်းကျွန်တော်တို့ကြောက်ထုတ်လို့မှုတွေရှိပါတယ်။ဒီကြောက်ထုတ်လို့မှုကတော့ကျွန်တော်တို့ပေတခွဲဦးကျွေးမှုဥပလိုက်သန်းနေပြီးတော့ဒီ PC ပြီးတော့အဲ့မှာကြောက်ထုတ်လို့နေပါတယ်။တရားမဝင်ကြောက်ွက်တွေကို ကျောက်ထုတ်လို့နေပါတယ်ဒီကျွန်တော်တို့သူစနစ်ကွဲဆိုရင်ကျွန်တော်ဘွေးတော်ချောင်းနံကကမ်းမြူကန်းစားဖြစ်သွားတယ်ဒီကျောင်းဒီကျောင်းတော့ပြောင်းသွားပါတယ်ဒီကျောင်းတော့ဒီလိုကျောက်ကွဲ30 17နဲ့စနစ်လောက်ကွဲတွေမှာလိုင်စင်လျှောက်ထားဆဲဖြစ်ပြီးလိုင်စင်မကြသေးပေမဲ့လောလောဆယ်မှာကျောက်ဆုံနေတာမှန်ကန်တယ်လို့စွတ်စွဲခံရသူကပြောထားပါတယ်အခုကျွန်တော်အင်္ဂါနေ့မှာသွားရပါမယ်ဒီကနေ့မှာခုက6ပြီမှာဟုတ်ကဲ့ကျွန်တော်တို့ကခုနောက်ကြာတဲ့ဘတ်ဂျက်က3လပါဗျာဟုတ်ကဲ့ပါဗျာ3လကျွန်တော်6လတော့ကြာပြီဗျာ7လပိုင်းဆိုရကျွန်တော်6လပါဗျာ အပလက်ကူအင်္ဂါလေးမှာသွားပြောင်းမယ်။ဒါဆိုကိုကြီးကဒီရှောက်ထားချက်မရသေးခင်မှာတော့အလုပ်လုပ်နေဖြစ်ခဲ့တယ်။ဟုတ်ကဲ့အလုပ်လုပ်နေရတာပေါ့။အရာဥတိုင်းမြောင်မြို့နယ်ထဲမှာကျောက်စုပ်ကွက်၁၀ကွက်ရှိပြီး၆ကွက်ကသာရေရင်းမြင့်နဲ့မြစ်ကြောင်းများဖွံ့ဖြိုးတိုးတဲ့ဦးစီးဌာနကခွင့်ပြုထားပြီးကြံလုပ်ကွက်တွေဟာတာဝန်ရှင်ကြီးရွာတွေထိခိုက်ပျက်စီးမှာကိုစိုးရိမ်လို့ပိတ်ပင်ထားတဲ့လုပ်ကွက်တွေဖြစ်ပါတယ်။ အခုတက်ဆက်ခဲ့တာကတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲက i citizen journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်နဲ့ပတ်သက်ပြီးမိမိတို့ရည်ရည်သားမှာဖြစ်ပေါ်နေတဲ့သတင်းတွေအများနဲ့သက်ဆိုင်တဲ့သတင်းဓာတ်ပုံဗီဒီယိုတွေကိုပေးပို့နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်တော့ဇော်မိုးပဲ။